လူတို့ထောက်ခံလို့ကတော့စစ်ကောင်စီဘလို့မှနေကြနေရမရှိဘူးအခုလဲဒါရောက်60ကျော်လောက်90လောက်ရှိတဲ့စကန်ကြီးပြောရရင်သူတို့ကတော့ရဲစကန်ရဲစကန်နဲ့ဒါပြောတာဘာမှမဟုတ်ဘူးအဲ့ဒါကတကယ်ပြောရင်ခန်းစစ်စကန်မစုံတန်းခန်းစစ်စကန်လောက်အဆင်ရှိတယ်အခုအဲ့လိုမျိုးပြည်သူကဝိုင်းပြီးတော့လှုပ်လိုက်တဲ့ခါကျတော့ဒီကောင်တွေပို့ပြီးတော့အချက်ကွဲကုန်ကြရောပို့ပြီးတော့အထိနာကုန်ကြရောပေါ့နော်အဲ့တော့ကုမ္ပဏီတွေကစာချုပ်တွေဖျက်ကြတယ်ဒီရုပ်ရှင်မှာပါတယ်ပေါ့နော်ဒီစကားမှာပါတယ်တရုတ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုထားတဲ့စာချုပ်တွေကစာဖျက်ကုန်တာတွေရှိတယ် မင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ31ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်သတင်းထုတ်တွေပြောကြမယ်သတင်းတွေကဒါမောင်ကန်ဂျက်စကန်ဒါတိမ့်ပိုက်ပြီးတဲ့ချိန်မှာပေါ့နော်ဒါထုတ်ပြန်လာတဲ့အပုံလိုက်လက်နက်ခဲယမ်းတွေလည်းပါတယ်ပြီးရင်ဒါပြော်မှုစောရာကိုပြောထားတဲ့အတက်ဆရာအကြောင်းအရာတွေလည်းပါတယ်အဲပြီးတော့ဒါကျော်စိုးဝင်းသွားတွေ share တွေကျွတ်သွားတယ်ပေါ့နော် share တွေကျွတ်သွားတယ်ကျော်စိုးဝင်းအဲသူ့ကိုဒါတိုက်ခိုက်နိုင်ခဲ့တဲ့ဒါရုပ်သံဗီဒီယိုဖိုင်လည်းထွက်လာတာရှိတယ်နောက်တစ်ခုကဒါအမှုပညာရှင်တွေကိုစစ်ကောင်စီက ဒီစိတ်တက်စိတ်စိတ်ရင်းအနေနဲ့အသုံးချဖို့အတွက်ပေါ့နော်ဒီသူတို့ရဲ့ဒီဝါရဖျားဇကာအဲ့ဇကာကိုလူထုကဒါဘိုက်ကော့လောက်တာတွေဒါအပြစ်ပေးတာမျိုးတွေပေါ့ဗျာအဲအရေးယူတဲ့ပုံစံမျိုးနဲ့လူထုကတူတက်နိုင်တဲ့အပိုင်းကနေပါဝင်ကြလို့အရန်ထိရောက်သွားတဲ့အကြောင်းတွေပြီးအဲ့ဥစ္စာကိုမကျင့်တဲ့လို့နောက်ထပ်လှမ်းလာတဲ့ခြေလှမ်းတွေအဲ့အကြောင်းတွေကျွန်တော်ပြောကြမယ်ပေါ့နော်ပထမဆုံးတော့ဒါမောင်းမကန်ရေစကန်ဒီရေစကန်ကိုတိတ်ပိုက်နိုင်ခဲ့တဲ့ဟာက ဘာတွေရခဲ့တယ်ဆိုတဲ့အကြောင်းကိုဒါပုံနဲ့တကွာထုတ်ပြန်လာတာရှိတယ်စစ်ကောင်စီဘက်ကညင်းနေမှာဆိုလို့အဲဒေါ်လာတက်ဖွဲ့တွေကပုံလိုက်လေးထုတ်ပြန်လာတယ်အဲ့တော့တင်းစီရမိပုံနေထဲမှာကြည့်ရတဲ့အတိုင်းပဲဒါလက်နက်ခဲရအမျိုးစုံ22မှာတလက်ရတယ်ဒီစစ်ကောင်စီဘက်က12ရောက်တည်တယ်ပြီးရင်10ဦးတန်ရရတယ်ပေါ့နော်အဲ့စကန်က60 90လောက်ရှိတဲ့စကန်လို့လည်းသိရတယ်အဲ့လောက်အင်အားနဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေဝင်တိုက်တဲ့ချိန်မှာသူတို့ကောင်းကောင်းမကာကွယ်နိုင်မင်းနဲ့ထွက်ပြေးရတဲ့အနေဒါအာမိုက်တယ်အဲ့ပြီးရင်ဒါ12ဦးတည်တယ်ဆိုတာရဲတွေကပို့တည်လာများတယ် ရဲဒါဟိုနေ့ကကိုဖိုင်းပြောခဲ့သလိုပေါ့နော်ရဲတွေကိုရှေ့ခံစစ်စီးမှာထားထားတယ်အဲဝင်လာနဲ့အဲ့ဘန်ကနှလုံးကတန့်ရွာတော့ရွာသွားတဲ့အချိန်မှာအဲ့ရဲတွေကတေးပြီးအသက်ပြောက်ပြီပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့သူကနောက်မှာဒါစစ်ကောင်စီစစ်သားတွေကနေကြရဲတွေကိုအရင်ဆုံးအသေးခံခိုင်းတာပေါ့နော်ပြည်တော်နဲ့ရဲတွေလည်းတေဝါဆက်ကောင်စီစစ်သားတွေကခံများတိုက်သလားဆိုတော့ထွက်ပြေးကြတယ်အထွက်ပြေးနေအဲစကန်းကိုပါဒါကိုဘိုင်းတို့မြို့ချနိုင်ခဲ့တယ်ဗောနော်ဖြက်စီးနိုင်ခဲ့တယ်အဲဖုန်းတော်ဆက်ပြီးတော့ပြောလိုက်သေးရဲ့မင်းပြောနေလားပြောတာဗောခင်ဗျားစကန်းမြို့ချခဲ့အဲ့လိုပုံစံမျိုးတွေထိလုံနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ ညနေခင်းကနေလည်းရတယ်ရတဲ့ထိမှဒါဂျမ်းမာတွေဘာတွေအကုန်ပါတယ်ပေါ့နော်ဆက်ဆက်ပစ္စည်းတွေလည်းအကုန်ပါတယ်စိန်မြောင်းတွေလည်းရတယ်ဒါတွေကလည်းနောက်တိုက်ပွဲအတွက်တကယ်ကိုအားရစရာအထောက်ပံ့နေဖြစ်လိမ့်မယ်ပေါ့နော်ပြီးတော့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ဒါပြွာမှုဒါအမှတ်33နှီးပြွာမှုဒါကိုစောတာကိုကပြောထားရှိတယ်ဒီကြီးရည်လေးနဲ့ဒီစကောက်စီဘက်က တုံ့ပြန်တာဖြစ်တယ်ပေါ့နော်အိုက်ဘတ်ချမ်းမှာဘလောက်ထိခက်ခက်ခဲခဲတိုက်ပွဲဝင်ရတယ်ဆိုတာတော့ဒါကျွန်တော်တို့ရှေ့မှာအင်တာဗျူးတွေလုပ်ခဲ့ပြီးဖြစ်တယ်အဲ့အခုလဲဒါပြောမှုပြောပြထားတဲ့ပုံစံဟုတ်တယ်ကြီးရီလေးစစ်ကောင်စီဘက်ကကြီးရီလေးကိုတုံးပြီးတော့စစ်ကြောင်းတွေမှာ၃လေးကြောင်းလောက်ခွဲပြီးတော့ကိုတက်လာတဲ့ပုံစံမျိုးအဲ့ကြားထဲကမှဒီစကန်ကိုရအောင်တိမ့်နိုင်ခဲ့တာဖြစ်တယ်အဲပြီးတော့ဒါတပ်ဖွဲ့တွေရဲ့ဒါဆွလွန်ဆွစားလုံရဲကန်ရဲတဲ့စိတ်တွေအကြောင်းမလို့ဒါအနိုင်ယူခဲ့တာဆိုပြီးတော့အနိုင်ယူနိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးပြောထားတကယ်လည်းဟုတ်ပါတယ်တပ်ဖွဲ့တွေကတကယ်စိတ်အားတက်ကြွစရာကြီး ပြောပြတဲ့ပုံစံကလည်းနားထောင်လို့အရန်ကောင်းတယ်ဗျာ။ဒါစစ်ပွဲတစ်ခုကိုဘလို့နိုင်အောင်တိုက်ခဲ့တယ်ဆိုတဲ့ဟာကိုပြန်ပြောပြရတာတော့ရတာပဲရှိမလဲနော်။အဲ့တော့ပြီးရင်ဒါပြောသားရှိတယ်ကျွန်တော်ကဒီသားခံနေဖြစ်တယ်တဲ့။နေမြေကျွမ်းကျင်နေတယ်။အဲ့ဒါကလည်းအဓိကအားသာချက်တစ်ခုဖြစ်လိမ့်မယ်။အဲ့အဲ့ဒါအကြောင်းမလို့လည်းဒါသတင်းတွေကဒါအများကြီးရရှိတာဖြစ်တယ်။အဲပြီးတော့ဒီလူတို့ဒါထောက်ခံအောင်ပေါ့နော်။လူတို့ကိုစီယုံတော့လှုံ့ဆော်တာ။ဒါတွေကလည်းဒီတိုက်ပွဲအောင်မြင်ဖို့အတွက်ကိုတကယ်အထောက်ပံ့နေဖြစ်စေတယ်။အဲ့တိုက်ပွဲတွင်းမှာဆိုရင်ပေါ့နော်။ ။ဒါပြည်သူတယောက်ကပြောတယ်ပေါ့နော်။ပြည်သူကဟာလုံးမယ်၊ကင်မယ်၊ပြင့်မယ်၊ခတ်မယ်၊တိုက်မယ်ဆိုလဲကျိုးမပြောဘူးပေါ့။ဘယ်ပြရမှမသိဘူး။အဲ့လိုမျိုးပြည်သူတယောက်ကိုလည်းကယ်ထုတ်ပေးကြရတာရှိတယ်။အခြားပြည်သူတွေလည်းအနေနဲ့မဖြစ်အောင်စီမံနိုင်ခဲ့တာတွေ့ရတယ်ပေါ့ဗျာ။အဲ့တော့ကျတော့တိုက်ပွဲတစ်ခုတိုက်တဲ့ခါမှာတိုက်ပွဲကိုအောင်မြင်မှုတိုက်ရတာတွေမဟုတ်ဘဲနဲ့အဲ့တိုက်ပွဲပေးပတ်ဝန်းကျင်မှာရှိတဲ့လူလူကိုပါအနေနဲ့ကင်းအောင်ပေါ့နော်။ဒီလိုမျိုးပုံစံမျိုးနဲ့စီမံရတာတွေသိရတော့တော်တော်လေးခက်ခက်ခက်ခဲတယ်သူတို့စူးစမ်းရုံးခံခဲ့ရဆိုတာသိတာတယ်ပေါ့နော်ဒါပေမဲ့လည်းနေမြေကန်လည်းဖြစ်တယ်လူလူထောက်ခံမှုလည်းရှိတယ်အတိကလူလူထောက်ခံမှု လူတို့ထောက်ခံလို့ကတော့စစ်ကောင်စီဘလို့မှနေကြနေရမရှိဘူးအခုလဲဒါရောက်60ကျော်လောက်80လောက်ရှိတဲ့စကန်ကြီးပြောရင်သူတို့ကတော့ရဲစကန်ရဲစကန်နဲ့ဒါပြောတာဘာမှမဟုတ်ဘူးအဲ့ဒါကတကယ်ပြောရင်ခန်းစစ်စကန်မစုံတန်းခန်းစစ်စကန်လောက်အဆင်ရှိတယ်စက်သွေးမျောင်းနေပါလေဆိုလဲသူတို့ပြောတဲ့အတိုင်းဆိုတူးထားရဲအကြီးကြီးတွေပေါ့နော်အဲဘန်ကာကြီးဆိုလဲအကြီးကြီးတွေဒါမျိုးပုံစံမျိုးသူတို့လှုပ်ထားပြီးသားအဲ့လိုနေရာမျိုးကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်ဒါကအားရစရာကောင်းတယ်ပေါ့နော်အရင်တော့ဆိုရင်တော့ဒါလက်နက်ကြီးပစ်တယ်ဒရုန်းကျဲတယ်ပျောက်ကြားတိုက်တယ်ပေါ့နော် အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲဒါတပ်ဖွဲ့တွေကတိုက်ခဲ့တာဟောနော်အခုကျတော့အဲ့လိုမဟုတ်တော့ဘူးအလုံးစုံသိမ်းပြီးတော့စကမ်းမှာဖြက်စည်းပလိုက်တယ်ဟာမိုက်တယ်အားရရှုပ်တယ်ကွာစကမ်းမှာသိမ်းပြီးကွာပြီးရင်ဖြက်စည်းပြက်ကွာလှုပ်ကွာဆိုပြီးတော့ဒါမျိုးပုံစံမျိုးလှုပ်ပလိုက်နိုင်တယ်ဗောနော်အဲ့ဒါကလည်းအားရကြကောင်းတယ်အဲ့ဒါကတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေတဖြည်းဖြည်းမြင့်တက်လာနေတယ်ဆိုတဲ့ဟာကိုပြတာ ਨੇ အတူတူပဲပြီးတော့စုပေါင်းပြီးတော့လှုပ်ဆောင်နိုင်တဲ့ဟာဗောနော်အဲ့ဒါကစစ်ကောင်စီဘက်ကလည်းတော်လိုင်းတက်တွေဒီလောက်လှုပ်နိုင်လိမ့်မယ်လို့သူတို့မထင်ထားဘူးဗောနော်အဲဒါကပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်လို့ဖြစ်တယ်တကယ်ပြော အဲအဲ့မတိုင်ခင်မှာတော့ရှေ့မှာဒါပျောက်ကြားပုံစံမျိုးတွေတိုက်ခဲကြရတယ်စကန်းကိုတွားပြီးတော့ပြစ်ခတ်တာတွေရှိတယ်လက်နေကြီးပြစ်တာဒရုန်းကျဲဒါမျိုးတွေတော့လုတ်ခဲကြရတယ်ဒါပေမဲ့အဲ့စကန်းတစ်ခုလုံးအခုလိုမျိုးတိမ့်ပိုက်နိုင်ခဲ့တာမရှိဘူးရလက်မထွက်ခဲ့ဘူးပေါ့နော်အဲတွားတိုက်တဲ့အချိန်မှာတော့ဒီကောင်တွေထိခိုက်တာတွေရှိကောင်းရှိမှာဗျဒါပေမဲ့ဒီလောက်ထိအဆက်ခွဲအကျိုးနဲ့ဖြစ်ရလောက်အောင်ထိတော့ဒါတွားပြီးတော့ဒါမဖန်တီးနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းအခုအဲ့အဖွဲတွေအကုန်လုံးကိုစူးစီးပြီးတော့လုတ်လိုက်နိုင်တဲ့အခါကျတော့ဒါကိုဘာကြီးပြောလို့ကျွန်တော်တို့စူးစီးရင်ဘာလို့မနိုင်ရမှာလဲလုတ်နိုင်တယ်ကျွန်တော်နိုင်ကိုနိုင်တယ်လုံးဝဒီနေ့ စူးစီးလိုက်နောက်နေနိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့ပြောသွားတကယ်လည်းဟုတ်တာပဲတပ်ဖွဲ့တွေကအားလုံးကအဲ့လိုပုံစံမျိုးစိတ်အားထက်သန်နေကြတယ်အခုတကယ်လည်းအားရစရာကောင်းတယ်ဗောနော်အဲအကြောင်းလို့လည်းဒီတိုက်ပွဲကိုအောင်မြင်ခဲ့တာဖြစ်တယ်ပြီးတော့စစ်ကောင်စီကတဲ့တိုက်တဲ့နေရာမှာဗောနော်တော်တော်လေးသွေးပြက်နေတဲ့အနေထားဗောနော်အဟမ်းအဲ့လိုလည်းပြောသားစီကထက်ဖို့ပါဒါရန်သူဗောနော်ရန်သူကတိုက်တဲ့နေရာမှာဗောနော်တော်တော်လေးသွေးပြက်နေတဲ့အနေထားတွေ့ရတယ်တကယ်ဟုတ်တာပဲတော်လိုင်းတပ်ဖွဲ့တွေကတဖြည်းဖြည်းနဲ့ဆွမ်းဆောင်ရည်တွေမြင်မာလာတဲ့ခါကျတော့ စစ်ကောင်စီစစ်သားတွေရဲတွေဆိုတာကအများအားမှလူလူကိုပဲဂုံသွေးဆုပ်ဖို့ငွေကြေးရှာဖွေဖို့ကိုကြိုးရှာဖွေဖို့အတွက်ပဲဒီကောင်တွေကနေခဲ့ကြတာအအခုလိုမျိုးနေလားငါလားဟိကျုံးမီဟိဆိုတဲ့ခါကြတော့ဟာကောင်တွေယူနေပါသေးတာကျွန်တော်တွေးမိတယ်သေးတာဟာအများအားမှပတ်စံရှာဖို့ပဲစဉ်းစားနေတဲ့ကောင်တွေတနက်တောင်ပြတ်တက်သေးရလားမသိဘူးပေါ့နော်ဒါပေမဲ့ဒီဘက်ကတပ်ဖွဲ့တွေကကြတော့ဟုတ်တယ်မင်းတို့ကိုကြိတ်ဖို့အတွက်ကိုဒီလိုခက်ခက်ခဲခဲပင်ပင်မမတ်နဲ့စူးစမ်းရုံးကန်ပြီးတော့ဒီနေ့အဆင့်ထိရောက်လာအောင်ငါတို့လှုပ်ခဲ့ကြတာကွာဆိုပြီးတော့ပြနေတာပေါ့နော်အဲ့ကြတော့သူတို့ဘက်က ဆယ်ယောက်သေးတယ်22လက်ရတယ်ဆယ်ဦးတန်ရရတယ်စကိုင်းပါမီရှုပ်လိုက်တယ်ပြီးတော့ကိုစီကတော့တပ်ဖွဲ့ဝင်တယောက်ဒါထိခိုက်ကြဆုံးခဲ့တာရှိတာပေါ့လေနော်အဲဥစ္စာကတော့ဒါစိတ်မကောင်းစရာပေါ့ဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်တယောက်ဆိုလည်းတယောက်ပဲမလဲနိုင်ဘူးဟိုဘက်ကကောင်တွေကအောင်နဲ့တို့ဂုတ်ကြတို့ပေါ့နော်ဒီဘက်ကအဲ့လိုမှမဟုတ်တာတကယ်ပညာတတ်လူငယ်တွေပေါ့နော်အဲ့တော့ဒီမှတ်တမ်းတပ်ပုံတွေတက်လာပြီးတော့ဒီလိုမျိုးဒါပြောဆိုရတဲ့ဟာကလည်းလူတို့အခုလိုမျိုးဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်တချို့သတင်းတွေကြောက်မလို့စိတ်တွေကြဆင်းနေကြမယ်ဆိုရင်တော့မှအားတစ်ခုဖြစ်စေတယ်ပေါ့နော် ပြီးတော့ကျွန်တော်တို့စီလုံးချင်း ညညချင်းရဲ့အင်အားတွေကဒါတွေဆိုပြီးတော့ပြသနိုင်ခဲ့တဲ့တိုက်ပွဲတစ်ခုလည်းဖြစ်တယ်ဒါလည်းအားရစရာကောင်းတယ်နောက်တစ်ခုပြောပြမယ်နောက်တစ်ခုကကျတော့ကျော်ဆိုးဝင်းဟာတိုင်းရဲမှုလားဟာဖွေးတိုင်းရဲမှုကျော်ဆိုးဝင်းရှဲတွေကျွတ်ပုံတွေလောက်တာတော့အဖွဲတွေကမြန်မမြန်ပဲသိလားဒီကောင်ပုံနဲ့လုံးဝသွားသွားတွေကျွတ်နေတဲ့ပုံစံမျိုးနဲ့တကြိုးပုံစံမျိုးနဲ့ပုံတွေချက်ချင်းတက်လာတာအခုအသက်ရောရှိသေးလားမသိဘူးနော်နည်းနည်းစုံစမ်းကြည့်ကြပါဦးအဲအဲ့အဲ့တိုက်ပွဲကပတ်သက်လို့ပေါ့နော်ဒီကားကိုဒီရင်နန်းကိုပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့ဗီဒီယိုဖိုင်နဲ့ထွက်လာတယ်အဲ့ဒါကကျတော့ဒါမကွေးတိုင်း ရဲမှုကြော်စွင်းတက်ကျွတ်သွားတဲ့ဗီဒီယိုဖိုင်ပေါ့နော်အဲ့မှာဒီကားစည်းကြံနေခဲ့ကြံနေခဲ့တဲ့ကားစည်းကိုဒါပြင်းရှင်းရှင်းနဲ့တက်တာပေါ့နော်တက်ဖွဲ့တွေကတက်တာကွင်းပြောင်ကြီးပေါ့နော်လမ်းမကြီးပေါ်ကနေပြီးတော့တက်တာပေါ့နော်အဲပြီးတော့အပြုံလိုက်တက်တဲ့ဟာမျိုးတွေဒါတွေကတော့နည်းနည်းပြောစရာရှိတယ်ဆိုရင်မဲ့လေမြေပြင်ကတက်ဖွဲ့တွေကတော့ပို့ပြီးတော့တိမှာကျွန်တော်ကဗီဒီယိုတွေကဟာလေးပဲမြင်ရတာဟုတ်ဘာလို့လဲဆိုတော့ရှေ့မှာကာထားတာတွေထောက်ထားတာတွေရှိမလားကျွန်တော်တို့မသိဘူးလေနော်အဲ့တော့မြင်ရတဲ့ပုံစံလေးပဲပြောမယ်ဆိုရင်တော့တချို့အပိုင်းတွေမှာတော့အဲ့လိုပေါ့အဲနည်းနည်းလေးကိုယ့်အဖွဲ့အတွက်အနေဖြစ်စေနိုင်တဲ့ စိတ်ပူတဲ့အချက်လေးတွေတွေ့တာပေါ့လေနော်အဓိကတော့စိတ်ပူလို့ပြောခြင်းဖြစ်တယ်အဲ့လိုမျိုးမတက်စီခြင်းကိုပြည်သူကလည်းအဲ့ဒါကိုမြင်တယ်ပေါ့နော်အဲ့လိုအပြုံလိုက်မတက်ပါနဲ့ဘာညာပြောကြရရှိရဒါပေမဲ့သူတို့မှာအဲ့အခြေအနေမှာဘယ်လောက်ထိရွေးချယ်စရာရှိလဲမရှိဘူးလဲဆိုတာကျွန်တော်တို့ကမသိကြဘူးအဲ့ကြဘလိုပဲဖြစ်တက်ဖွဲ့တွေကတော့မြေပြင်မှာအကောင်းဆုံးလုံနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ဒီထက်ပိုပြီးတော့စစ်သားတွေပိုပြီးတလာလိမ့်မယ်ပေါ့နော်။စစ်ပုံတွေပိုကျလာလိမ့်မယ်။ဒါဆိုရင်အောင်မြင်မှုတွေထက်ရမယ်။အခုလည်းအောင်မြင်တာပဲ။သွားတွေပါကျွတ်ကုန်တာအကောင်။သွားတွေကျွတ်ပြီးတော့ဒါဒီပြည်ကိုတော့ရောက်သွားတယ်။သွားတွေတော့မပါပါဘူးပေါ့နော်။အဲ့တော့အဲ့မှာ အာတက်တက်နေရင်းနဲ့ပေါ့နော်အဲသူကညွန်ကြားနေတာရှိတယ်အဲတယောက်ကပြောနေတာအဲလေးတန်းတကယ်နားထောင်လို့ကောင်းတယ်ကြာငချင်းမီငချင်းမီတဲ့အဲနှစ်နှစ်ချက်လောက်ပေါ့နော်အဲကောင်ကိုကုတ်စမ်းပါပေါ့နော်ငချင်းမီခဏလောက်ခဏလောက်ပေါ့နော်နှစ်ချက်လောက်အဲကောင်ကိုကုတ်စမ်းပါအဲကောင်တက်တက်ကုတ်ပေါ့နော်ငချင်းမီတက်လာတယ်ဆက်လက်ချင်းနဲ့တက်လာပြီးတော့မို့မို့အေးစစ်ထိုင်အောက်ကိုထိုင်ထိုင်အောက်ကိုချပြီးတော့ကုတ်အောက်ကိုချပြီးကုတ်ဆိုဝင်ရမောက်ပြီးတော့တဲပြီးတောက်ထောက်ပြီးကုတ်တာပေါ့နော်ကုတ်တော့နောက်တစ်ချက်နောက်တစ်ချက်နောက်တစ်ချက်တက်တက်ကုတ်တက်တက်ကုတ်အေးစစ်ကုတ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောသွားရလေမြည်ရန်တွေ့ရတော့အားရတယ်ဗျာဒီလား တပ်ဖွဲ့တွေစီမှာအဲ့လိုလက်နက်ခဲရန်နေကျွန်တော်တို့ကရှိစေချင်တယ်အဲ့ဒီခါတွေကတကယ်အရန်မြေပြင်မှာဆိုရင်ပေါ့နော်တိုက်ပွဲအတွင်းမှာအရန်အကူရတဲ့အကူပြစ်လက်နက်တွေဖြစ်ဒီစိန်မြောင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ညင် RPG တွေဒီလိုဆက်လက်တွေဒါ MA2 ဆက်ကလေးလိုတက်နက်တွေကပြေအားကောင်းတာတွေဖြစ်တဲ့အတွက်ပေါ့နော်ရန်သူကိုဥနေပြစ်ခတ်တဲ့အခါမှာအရန်ထိရောက်တယ်အဲ့လိုဟာမျိုးတွေကိုတပ်ဖွဲ့တွေစီမှာရှိစေချင်တာပေါ့နော်အဘာဖြစ်ဖြစ်အခုတော့တပ်ဖွဲ့တွေကတဖြည်းဖြည်းချင်းတော့အာပြည်သူရဲ့ထောက်ပံ့မှုနဲ့ပေါ့နော် ပြည့်စုံလာနေပြီလို့မြင်ရတွေ့ရတယ်ပြီးရင်ဘဘကြီးရဲ့ထောက်ပံ့ပေးမှုတွေပေါ့နော် certificate မလိုတဲ့ထောက်ပံ့ပေးမှုတွေကြောင့်မလို့တော်တော်လေးတော့ပြည့်စုံနေကြတယ်အဲ့မှာ तू ပြောသေးရရှိသေးရဲ့ဗါလဲအဲ့အဟာကြီးကိုရသွားပြီဆိုတဲ့အချိန်မှာဟဲ့အောင်နေမင်းတို့ကားကြီးကိုလာယူဟာအဲ့ဒီဟာနဲ့တဆက်ထက်နောက်ကတယောက်ကလဲဆဲတာများလှိမ့်ပိမ့်နေကိုမေကိုဘာဖြစ်တယ်ညာဖြစ်တယ်ကျကောင်စီကိုဘလောက်တောင်မှစိတ်နာနေလဲစိတ်နာကြပဲဒီကောင်နေနေစင်နဲ့အမျှပါနော် ပြည်သူလူထုကိုရဲဆက်ဆက်ဒါလိုက်ပြီးတော့ဘုံကျက်တက်ဖြတ်နေရတယ်တောက်လျှောက်လုံနေရပါတော့အနိုင်ကျင့်တာတွေဖိနှိပ်တာတွေလုံနေရဦးအဲ့ကြအဲ့မှာလည်းဒါဘယ်လိုပဲဖြစ်တပ်ဖွဲ့တွေကသူ့ရနဲ့သူတော့ဒီလှုပ်ဆောင်ရမယ့်စီပင်းစီကံလေးတွေဒါလိုက်နာရမယ့်ဟာလေးတွေတော့လှုပ်သွားတယ်ပြီးရင်သူတို့တက်ဖွဲ့အချင်းချင်းကြားထဲမှာအနေဖြစ်စင်မဲ့ဟာတွေထိန်းသွားတယ်ရှေ့ကိုတက်ခိုင်းတယ်တက်ခိုင်းတယ်ဟဲ့အောင်တက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 ်အနောက်ကမပြစ်ဘူးအနောက်ကမပြစ်ဘူးအဲဒါမျိုးပုံစံလေးတွေအားစာအော်ဝါတာ3ပေးဝါရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဒါကလည်း ဒါအားရစရာဗီဒီယိုဖိုင်တစ်ခုပေါ့ဗျာရှေ့ကသတင်းနဲ့တင်ကျွန်တော်တို့အားရအဲ့အဲ့သတင်းอ่ะဗျာကျွန်တော်သုံးခုလောက်အားရရတယ်ဗောနော်အရင်ဆုံးဖြစ်စဉ်ဖြစ်သွားပြီဆိုတဲ့အချိန်မှာတစ်ခါတစ်ခါအားရတယ်ဟာတိုင်ရမူကြီးကိုေးသွားပြီကောက်သွားပြီဗောနော်အားရတယ်ဒုတိယတစ်ခါအဲ့ကောင်သွားနေကျွတ်သွားပြီပြီးဟိုရောက်သွားတယ်ဒဏ်ရာတွေပြင်းထန်တယ်ဗောနော်အဲ့ဥစ္စာကြတယ်အားရတယ်အခုလည်းဗီဒီယိုဖိုင်ထပ်ထုတ်လာတော့ထပ်ပြီးတော့အားရတယ်ဒါကြောင့်မလို့ထပ်ပြီးပြောပြပေးတာဖြစ်တယ်ဗောနော်နောက်တစ်ခုကတော့ဒီစစ်ကောင်စီကရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဖို့အတွက်ရိုက်ထားတဲ့ဒါပေါ်စီဇာကားပေါ့နော်အဲဒီဇာကားဒီအဲထဲမှာအရန်အပြောများတဲ့ဇာကား ပါလေခေတ္တမိုင်းကိုလုံးဆိုင်မဲ့သူများပါ냐ဆိုတော့အဲ့ဒီဇက်ကအဲ့ဒီဇက်ကကိုပြည်သူတွေကဒီ white coat white လောက်တာအယမ်းကိုထိရောက်သွားတယ်ဗောနော်တော်တော်ကိုထိရောက်သွားတယ်ဒါကြောင့်မလို့ဒီဇက်ကမှပါတဲ့ဒါတေးဥဆောင်နေနေလေတော်တော်လေးထိနာကုန်ကြတယ်ဒီကျော်ကျော်မျိုးမင်းဆိုပြောတာရှိတယ်ဘာလို့လဲဆိုတော့ဒီကျော်ညာကုမ္ပဏီတွေရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတွေအဲစာချုပ်တွေဖြတ်ကုန်တာတွေအဲသူတို့ရဲ့ဒီရိုက်ထားပြီးသားဇက်ကားတွေဗောနော်အဲ့လိုဇက်ကားတွေကိုယုံမတင်ချင်တော့တာတွေဒါမျိုးတွေဒီဖြစ်သွားတယ်ဆိုပြီးတော့သူပြောထားတယ် အဲ့ဒါကလည်းသွားပြီးတော့ထိရောက်တာပဲဗောနော်အဓိကဒီတက်ကားမှာပါဝင်နေတာတရုတ်ဆောင်နေတော်တော်လေးဒါဒီထိကြိုက်တာလည်းရှိတာဗောဒါပြည်သူရဲ့ဦးနာလို့ဒါဘိုက်ကော့လှုပ်ချင်းရဗောနော်သွားပြီးတော့ထိရောက်တာကိုတွေ့ရအဲစစ်ကောင်စီအတွက်အဲ့ဒါကအရန်သွားပြီးတော့အထိနာထိနာဆိုတော့သူတို့လှုပ်တဲ့ဒီချိန်မှာရိုက်တဲ့ဇက်ကဒီကောင်နေအုံတော့မရှိတာကိုပြောပြတာဒီချိန်မှာဒီလိုဇက်ကားမျိုးကိုရိုက်ပြီးလှုပ်တော့ရော ဒါသူတို့အတွက်ကထိရောက်မယ်ထင်တာလားပေါ့နော်အခုအဲ့လိုမျိုးပြည်သူကဝိုင်းပြီးတော့လှုပ်လိုက်တဲ့ခါကျတော့ဒီကောင်းကြီးပို့ပြီးတော့အဆက်ကွဲကုန်ကြရောပို့ပြီးတော့အထိနာကုန်ကြရောပေါ့နော်အဲ့တော့ကုမ္ပဏီတွေကစာချုပ်တွေဖျက်ကြတယ်ဒီရုပ်ရှင်မှာပါတယ်ပေါ့နော်ဒီဇကားမှာပါတယ်တရုတ်ဆောင်နေနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုထားတဲ့စာချုပ်တွေကစာဖျက်ကုန်တာတွေရှိတယ်ပြီးရင်ဒါအရင်တုန်းကကန့်လန့်ထားတဲ့ဟာတွေကိုရုပ်သိမ်းလိုက်တာတွေရှိတယ်ပြောကြသူတို့ရိုက်ထားပြီးသားဇကားတွေကိုယုံမတင်တော့ဘူးဆိုတော့အထီးပေါ့နော်ပြီးရင်ကြော်ညာကုမ္ပဏီတွေစီးပွားရေးနဲ့ပတ်သက်တဲ့ဟာပေါ့နော် ဝင်ငွေရမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကြော်ညာရိုက်ထားတဲ့ဟာမျိုးတွေကုမ္ပဏီတွေကအစားတရုတ်စားတွေကိုဖယ်ချင်သွားတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်။ဟာတော်တော်ကြီးကိုကြီးမားသွားတယ်ပေါ့နော်။ဒီဒီ boycott လုပ်တဲ့ဟာကြီးကတော်တော်ကြီးမားသွားတယ်။ပြီးတော့ဒီပြောတဲ့ပြောတဲ့ဆွဲစားကအာအဲ့ဒါဆိုလေဒီရက်ထဲမှာအရန်လူပြောများဒီ time မှာအထိသူတို့ကပြသခွင့်ရတယ်ဆိုပြီးတော့သူတို့ကုန်စားနေကြတဲ့အချိန်မှာဒီဒီပြောတဲ့ကိုလည်းဝိုင်းပြီးတော့ boycott လုပ်လိုက်တာပြောတဲ့အနေဘောတဲ့ဖြစ်သွားတယ်ပေါ့နော်။ time မှာကြီးမဲ့သူတယောက်မှမရှိတဲ့ဘောတဲ့ဇာကားဖြစ်သွားတယ်ပေါ့နော်။ တကယ်ကိုထိနာသွားတဲ့ဟာမျိုးတွေတွေ့နေရတယ်ပြီးတော့အဲဥစ္စာကနိုင်ငံတကာအထိပါလက်ပြီးတော့ဒါအချက်ခွဲလိုက်တာ ਨੇ အတူတူပဲဘာလို့လဲဆိုတော့ time မှာ time ကနေပြီးတော့ဒီဥစ္စာကိုသူတို့မှလက်ခံပြီးတော့ပြမှာလေဗျာဒီဖြစ်စဉ်ကြီးကသူတို့စီမှာရှိနေတာရှိနေတဲ့အချိန်မှာအဲဆက်ကောက်ဘူးမှမကြည့်ကြဘူးလုံးဝကိုယုံတင်တဲ့ခါမှာဘူးမှလာမကြည့်ကြဘူးဆိုတော့ဟာဘာလို့လဲသူတို့လည်းသိကြအောင်ဩော်ဒါရှစ်ကောင်စီရဲ့ဝါလက်ဖြတ်ဇာကားမှာတရုတ်ဆောင်သွားတဲ့ကောင်တွေမို့လို့ပြည်သူတွေကဒါမျိုး မကြည့်ကြတာပဲငါတို့ထိုင်းမှာဆိုရင်ဒါမြန်မာပြည်သူတွေအများကြီးရှိရလေအပုံမှန်ဆိုရင်တို့အောင်မြင်ရမယ့်ဟာပေါ့နော်ဟာအဲ့လောက်တောင်မှဒါပြည်သူတွေကတို့ကိုယုံမုန်းနေပြီလားအဲ့လောက်တောင်မှဒါစစ်ကောင်စီကိုပေါ့နော်တော်တော်လေးကိုလက်မခံကြတာကြီးတွေ့သွားရမှာတို့တေချာပေါ့အဲ့ဒါကြီးကိုမြင်လိုက်ရဟာဟုတ်တယ်အဲ့ဆိုရင်မြန်မာပြည်သူတွေကစစ်ကောင်စီကိုပေါ့နော်လုံးဝကိုလက်မခံတော့တဲ့ပုံစံမျိုးမြင်နေရတယ်ဒါကြောင့်မလို့ဒီလောက်ထိကိုထိအောင်လုပ်ပြလုပ်ပြတာပေါ့နော် သူတို့ရှားနိုင်ငံမှာသွားပြီးတော့ကိုယ့်ရှက်ကိုသွားခွဲတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ဒါကလည်းအားရစရာကောင်းတာပေါ့ဗျာအဲဒါကြောင့်မလို့ဒါပြည်သူတွေရဲ့ဒါ bike ကိုလုတဲ့ဟာကပေါ့နော်အရန်တိရောက်ပါလေဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တာပေါ့နော်အခုဆိုရင်ဒါသူကအဲ့လိုအထိနာသွားတဲ့တော့ပေါ့နော်စစ်ကောင်စီကဖမ်းဆီးတာတွေပါလုလာတယ်ဟိုသူတို့ရှက်ရမ်းရမ်းတာပေါ့ဗျာရှက်ရမ်းရမ်းနေဘလို့ကိစ္စတိတိလေးတွေဗျာဘလို့တော့မှလဲဆိုတော့ဒီ left react ပေးတဲ့ကိစ္စလေးတွေကအစားလိုက်ပြီးတော့အပြစ်ရှာပြီးတော့ဖမ်းတာမျိုးတွေဖြစ်ကုန် ဒါကြီးကရှက်စရာကြီးလေနော်စစ်ကောင်စီလိုမျိုးဒါဒါမတရားအာဏာသိမ်းပြီးတော့အစုဖွဲ့အကြီးဖွဲ့ထားပါလေဆိုတဲ့ကောင်မျိုးတွေပေါ့နော်နိုင်ငံရဲ့အာဏာကိုအတင်းရယူထားပါလေဆိုတဲ့ကောင်မျိုးတွေကဒီလိုပုံစံမျိုးတွေလိုက်လုံနေရရဆိုတော့တော်တော်လေးယွန်စရာတိတ်ခါကြစရာလည်းကောင်းသွားတာပေါ့နော်အဲ့တော့ဒီခေတ်သမိုင်းကိုဒါဒုံဆိုင်မဲ့သူတွေဆိုတဲ့ဒီဇကားကိုပေါ့နော်ဝေဘန်နဲ့မကောင်းပြောတဲ့သူတွေကိုသူတို့ဖမ်းတယ်ဂျိုက်တာမိုက်တီပြီးရင်တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ပြီးရင်တရုတ်ဆောင်အုံတိုင်းဘာမှတော့မပြောရသေးဘူးသူတို့၃ယောက်ဆိုရင်ဘာမှကိုမပြောရသေးဘူးအမှန်အမှားဘာညာဒါညာဒါတော့ပဲပြောရသေးရပေါ့နော် ပြည်သူတို့ဘက်သူတို့ပေါက်ကွဲတဲ့ဟာရှိမှာဗျာဒီခေတ်သမိုင်းလည်းမပေါဘူးဒုံဆိုင်မဲ့កောင်လည်းမပေါဘူးပန်းမြို့တော်လည်းမပေါဘူးစစ်កောင်စီလည်းမပေါဘူးဒါကိုပဲဒီកောင်နေဒါဒါသူတို့ကလည်းသူတို့ပေါ့နော်တော်တော်လေးဒါရှက်ရမ်းရမ်းပြီးတော့လိုက်ဖမ်းနေတာမျိုးကြီးចောင်းမလို့ဒါနစ်နာသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကိုနှောက်ရက်တယ်ဆိုပြီးတော့ပုံမှန်တက်တယ်ဘာဆိုင်လဲကျွန်တော်ပြောအအဓိကတော့သူတို့လုံနေတဲ့ဟာအကုန်လုံးကထောက်ခံရမယ်မကြိုက်လဲထောက်ခံရမယ်ကြိုက်လဲထောက်ခံရမယ်ဆိုတဲ့ပုံစံမျိုးလုပ်တာပြီးရင်ပြည်သူကိုချင်းချောက်တယ် သူတို့လှုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူကိုချိန်ချောက်နိုင်ငံအာဏာကိုလွတ်ယူထားတော့ဗောနော်မတရားဒါပြည်သူကိုဖမ်းဆီးတာမျိုးတွေကိုဇက်တိုက်လုပ်ပြတယ်အဲ့တော့အဲ့ဒီတုံးယောက်အပြင်မှာအခုဒါဒရိုက်တာအောင်ချမ်းလူဗောနော်အဲသူ့ကိုလည်းဒါ left rear ပေးလို့အဓိကတော့ဒါဒီဒီခေတ်သမိုင်းအောင်ဒုံဆိုင်မဲ့သူများကိုမကြိုက်လို့ဝေဖန်ကြတဲ့ဟာတွေပြောဆိုကြတယ်ဒါတော်လန်အမှုပညာရှင်တွေရဲ့ဒီ post တွေမှာအဲ့လိုမျိုးပုံစံမျိုးလှုပ်လို့ဆိုပြီးတော့ဒါ ကြောင်းမရှိကြောင်းချတာပေါ့ဗျာအပြီးလာနဲ့ဒါရွေးကောက်ပွဲနှောက်ရက်တယ်ဆိုပြီးတော့ပုံမှန်တက်တယ်အဲ့လိုမျိုးနဲ့ဖမ်းသွားပြီးတော့စစ်ကြောကြီးပို့တယ်ဆိုပြီးတော့သိရတယ်တော်တော်ကိုမယိုင်းနေဆိုပြီးတော့ပြောရမှာပေါ့နော်အဲ့တော့ဒီဇက်ကားကိုရိုက်တာကစစ်ကောင်စီဘက်ကပေါ့နော်ဒါတင်အောင်ဆိုးပန်းမြို့တော့သိတဲ့အတိုင်းပဲပန်းမြိုင်လေလားပန်းမြို့လားမသိအကောင်အများတန်းမှာဒါစစ်တပ်ကကောင်ပေါ့နော်အကောင်အာစစ်တပ်ကအများတန်းမှာဒါတမိုင်းထဲမှာတော့သူကအများတန်းရှုံးတယ်ဒါပေမဲ့ဇက်ကားပေါ်မှာတော့အများတန်းနိုင်တယ်အဲဘယ်တော့ဖြစ်ဖြစ်သူတို့ကဇက်လိုက်ကြီးပဲအဲအကုန်လုံးကြံတဲ့ဒါတိုင်းသားတော်လိုင်းတက်ဖွဲ့တွေအကုန်လုံးကလူကြမ်း အဲ့လိုပုံစံမျိုးနဲ့ရိုက်ခဲ့တဲ့ကောင်ပေါ့နော်ပေါ်စီစကားပဲရိုက်အဲ့တော့ဇက်ညုံးကတဲ့လင်္ကာညူတဲ့ဒါကတော့ဒါလူပြောများစရာကိစ္စတစ်ခုဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါလင်္ကာညူကခြေဦးညူရဲ့ဒါပေါ့နော်အဲ့တော့ကျတော့ပြည်သူတွေကလည်းဝေဖန်ကြရတယ်ရှိတယ်ဟိုတော်တော်လေးစိတ်ပြတ်သွားကြရတယ်ရှိတယ်ပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့သူကအစတုန်းကတော့ညင်းတယ်လို့သိရတယ်ဒါပေမဲ့ဒီရိုက်ကွင်းဗီဒီယိုဖိုင်ထုတ်ပြလာတဲ့ခါကျတော့ပေါ့နော်ပြည်သူတွေကလည်းအယံတွတ်တယ်ဗျာမြန်တယ်ဗျာသိလား ဲ့လိုမျိုးထုတ်ပြလာလိုက်တဲ့ခါကျတော့ညင်းလို့မရတော့လို့ပေါ့နော်သူတွေပိုင်းတက်သွားဆိုလားမသိအဲမောဟိုက်ပြောနော်အဲ့ပုံတွေကဆာမှာထက်ရသေးတယ်အဲ့လောက်ထိကိုပြည်သူကလည်းအဆုံးထိကိုသွားနေတာပေါ့နော်သွားနေတာလှုပ်လို့ရပါတယ်ဆိုရယ်စစ်ကောင်စီကလှုပ်လို့ရတယ်ဆိုရယ်ထဲကလှုပ်ပြည်သူကလည်းလှုပ်လို့ရကြောင်းပြန်ပြအာပွဲကြီးကတော်တော်ကိုလှပါတဲ့အနေထားပေါ့နော်အဲ့တော့သူ့ကိုဆိုလဲပြည်သူတွေကအဲစိတ်မနိုင်ခဲမြဖြစ်တာပေါ့နော်အဖေရဲ့မျက်နှာအောင်မထောက် အဲ့လိုမျိုးအဖေအဖေနဲ့သားနဲ့မတူဘူးပါညာအဲ့လိုမျိုးလည်းပြောကြတာပေါ့နော်အဲ့တော့ဒါဒရိုက်တာတွေဇညွန်းတွေကတော့အိုက်ကောင်နေဆိုတဲ့ဟာကိုတော့အလုံးတိပိတာပါတာကတော့တိသွားကြပြီပေါ့နော်အဲ့တော့ကြောင့်မလို့ဒီဇက်ကားထိကြိုက်သွားတဲ့ခါစစ်ကောင်စီရဲ့ဒါစိတ်တက်ဆက်စင်ရေးကခုနလိုကပြောင်းကပြန်နေဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးတော့ကောင်းမကောင်းတွေဖြစ်သွားတယ်ရှင်းစရာပြဿနာတွေဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့ခါကြောင့်မလို့ထိနာသွားကြတယ်တရုတ်ဆောင်တွေလည်းရှိတယ်အဲ့လိုထိနာသွားတဲ့တရုတ်ဆောင်တွေကသူကဒီတော့တိုင်ရတယ် စစ်ကောင်စီရဲ့ဒီပြန်ကြားရေးနဲ့ဒါဘာညာအစိတ်တဲ့စစ်စင်အဲဒီဥစ္စာကိုသွားတိုင်ကြရပါတော့ပြည်သူဆက်ဆံရေးဘာညာကိုသွားတိုင်တဲ့ခါဘာတိုင်လဲဆိုတော့ဒီရိုက်တဲ့သူတွေကပဲအခုလိုပြောခံရတယ်အခုလိုအကျိုးစီးပွားတွေထိခိုက်ပြီးရင်ခုနလိုကြောင်ညာတွေလုပ်ငန်းရှင်တွေကနေဒါကန့်လန့်တာတွေဖြတ်သွားတယ်စာချုပ်တွေဖြတ်သွားတယ်ကြောင်ညာတွေကအခြားမရိုက်ရတော့ဘူးပေါ့နော်ရိုက်ထားတဲ့ရုပ်ရှင်တွေလည်းယုံတင်တော့ဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားကြအဖြစ်သွားကြလဲဆိုပြီးတော့ဒါတိရတော့ဒါသူတို့ကမကျင်တဲ့လို့သွားတိုင်ကြတယ်အဲလိုရိုက်တဲ့လူတွေပဲခံရမှာလား ကျန်တဲ့မရိုက်တဲ့သူတွေကြတော့ဘာမှပြောမခံရအောင် AC ပဲဆိုတဲ့ပုံစံမျိုးနဲ့တော့ပြောကြရတယ်တဲ့တော့ပြောကြရတဲ့ခါကျတော့အခုထက်ပြီးတော့ဒါမမတ်ရန်ပုံစံမျိုးတွေထက်လောက်လာတယ်ပေါ့နော်အခုဒါယုံလေးအဲ့လိုမျိုးတော့တိုင်နေတဲ့ထဲမှာယုံလေးကစားပါတယ်ပေါ့နော်ယုံလေးကအရင်ရက်ကလည်းဒီပြပထွက်ခွင့်နဲ့ပတ်သက်လို့ပေါ့နော်နုပညာရှင်တွေဒါတချင်းဆိုတဲ့သူတွေကစားပေါ့နော်ဆိုလိုတွေကစားတကယ်လို့ခွင့်တောင်းမဲ့နဲ့ပြပထွက်မယ်ဆိုရင်ဒါလေစိတ်ကနေလှည့်ပြန်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကသတိပေးတဲ့ပုံစံမျိုးတော့မှသူက post တင်ထားသေးတယ်ပေါ့နော် အဲ့ကောင်ကတကယ်အဲ့လိုမျိုးတကယ်စောက်တကယ်ဒီကောင်ကတကယ်ဟိုမဖြစ်ရဘူးတဲ့ပြောရင်ဟိုလုံကုန်တော့ပါဆိုလို့နော်အဲ့ကောင်ကအဲ့တိုက်တွားတိုင်နေတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့မှာဒါဇော်မဲလုံးတို့ဒုက္ခရောက်တာပေါ့ဗျာသိရမလားတော်တော်လေးဒါအချက်ရိုက်တဲ့အနေထားမျိုးနဲ့အခုမလုပ်လဲဆိုတော့စစ်ကောင်စီကနောက်တစ်ဆင့်မရိုင်းလာတယ်ပေါ့နော်အဲ့ဒါကတော့နောက်ထပ်ဟာဝါဒဖြန့်တဲ့ပုံစံမျိုးနဲ့အကုန်လုံးပါဝင်ရမယ့်ပုံစံတစ်ခုကိုသူတို့စီစဉ်လာတယ်အဲ့တော့ကဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ဒီကမ်ပိန်းစာသားတွေကို ်ဒူးချင်းတယောက်ချင်းစီကစရွတ်ဆိုပြရမယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်အဲဥစ္စာကိုအကုန်ပါဝင်ရမယ်အရင်တုန်းကခံဝင်နဲ့ထွက်ထားတဲ့သူတွေလွငိမ့်နဲ့ထွက်ထားတဲ့သူတွေကစပေါ့နော်အဲတော်လိုင်းကြီးကိုထောက်ခံခဲ့လို့ဒီလိုမျိုးထောင်ကျခံနေရတဲ့အမှုပညာရှင်တွေကစအကုန်လုံးမပါမဖြစ်ပါရမယ်ဆိုပြီးတော့လုပ်တယ်အဲ့လိုမျိုးမပါဘူးဆိုရင်ဒါအထက်ကအမိတ်အထက်ကအမိတ်အထက်ကမိတ်ရသူတို့ကအေးအေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေတောင်လှုပ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာတွေအပြုံမှမကြည်ဝဲနောက်ထပ်ဇကားတကားတောင်ထပ်လာပြီးတော့ရိုက်ရိုက်နိုင်ချေရှိတယ်ပေါ့နော် ီလိုမျိုးဒါဝါရဖြတ်နဲ့ဒါရုပ်ရှင်ဇာတ်ကားတကားထပ်ပြီးတော့ထွက်လာရင်တော့ထွက်လာနိုင်လောက်တယ်သူတို့မကျေနပ်ကြဘူးဗျာဒီလားမကျေနပ်တော့ကျန်တဲ့သူတွေပါပါမယ်နောက်ထပ်ဇာတ်ကားတစ်ခုတော့လုံးချင်လုံးလာနိုင်တယ်အခုလောလောဆယ်မှာတော့အဲ့လိုပုံစံမျိုးနဲ့အဲသူကဒါတယောက်ချင်းစီပေါ့နော်ဒါသူတို့ကမိန်းစာသားတွေကိုရွတ်ဆိုပြီးတော့ရိုက်ပြရမယ်ရွေးကောက်ပွဲကိုထောက်ခံကြောင်းလုပ်ပြရမယ်ပြီးတာနဲ့သူတို့ပိုင်တဲ့ဒါမီဒီယာတွေ platform တွေအကုန်လုံးကနေပြီးတော့ထုတ်လင်းပြသမယ်ပေါ့နော်အဲ့တော့အဲ့လိုလုံးလိုက်တဲ့အပြင်ကမှအဲ့လိုလှုပ်လိုက်တဲ့ခါကျတော့ဒီအမှုပညာရှင်တွေထဲမှာသူတို့ကိုမကြိုက်ဘူးမထောက်ခံဘူးဆိုတဲ့သူတွေကအများကြီးရှိတယ် တကယ်သူ့ဟာနဲ့သူပေါ့နော်ဒါရှောင်းတိန်ခွင့်မရလို့ဒါခက်ခဲနေကြတဲ့လူတွေစက်တဲနေကြတဲ့လူတွေလည်းရှိကြတာပေါ့နော်ဒါပေမဲ့သူတို့နဲ့ပတ်သက်ရလောက်အောင်ထီတော့သူတို့ကိုချစ်မနေဘူးဗျာဒီလားအဲ့လိုမျိုးဗျာအဲ့လိုလူတွေကြတော့ဒုက္ခရောက်ကုန်ကြတာပေါ့အဲ့တော့အဲ့လိုလူတွေကအ ਨੇ ဆုံးတော့အဲ့လိုဖြစ်လာပြီဆိုတဲ့ခါကျရင်ရှောင်းမှုတိန်မှုစဉ်းစားကြမှာပဲဒါကိုဒီကောင်ကတိတဲ့အတွက်စကောင်းစီဘလောက်ယုံမှာလဲဆိုတော့နော်အဲ့လိုတိတဲ့အတွက်ပြိပထွက်ခွင့်တွေပိတ်ပစ်တယ်သူတို့ကိုပဲရွေးချယ်ပြီးတော့သတိပေးတဲ့ပုံစံမျိုးတွေလုပ်ပစ်တယ်အဲ့တော့ပြိပတော်လာခွင့်ကို အကြောင်းမကြားဘဲနဲ့မသွားရဘူးဆိုပြီးတော့လှုပ်လိုက်တာတွေရှိတယ်။ခွင့်မပြုဘဲနဲ့မသွားတော့ကြောင်းပြီးရင်သွားပြီးရင်လည်းပြန်လာမယ့်အကြောင်းဒါခံဝင်ဂရိတွေလက်မှတ်ထိုးခိုင်းပြီးသွားခိုင်းပလောက်မဲ့ရိုင်းလည်းလွတ်လပ်ခွင့်ဘာလွတ်လပ်ခွင့်မှမရှိတော့ဒီကောင်တွေလက်ထပ်မှာခဲ့ကြည့်ဒါလက်မှတ်တွေပါထိုးခိုင်းနေပါနော်ပြီးရင်ဒါအကြောင်းကြားခိုင်းတယ်သူတို့ကတခုခုကြိုပြီးတော့ခွင့်တောင်းခိုင်းတယ်အဲထောက်ခွာဖို့ကြိုပြီးတော့စည်ရင်မပေးထားဘဲနဲ့သွားတယ်ဆိုရင်ပေါ့နော်အဲ့လိုလေစိတ်ကနေပြီးတော့ပြန်ပြီးတော့လှည့်ပြန်ရမယ်ဆိုပြီးတော့လည်းပြောတယ်အဲခုနကယုံလေးပြောလို့ပေါ့နော်လက်တလုံးမှာလည်း ဒါလေးစိတ်ကနေလှည့်ပြန်တဲ့နုပညာရှင်တွေရှိတယ်ဆိုပြီးတော့လေဒါသိရတော့ပေါ့ဒါကတော့ဒါဟိုတကောင်သားပြောထားတဲ့ဟာပေါ့နော်အဲ့တော့စစ်ကောင်စီကဘယ်လောက်ထိယုံပါသလဲဆိုတဲ့ဟာကိုနောက်ထပ်ပြလိုက်တဲ့ဒါလုံရက်တစ်ခုပဲလို့ပြောရမယ်စစ်ကောင်စီကယုံပါအခြေပြီးတုတ်ပြီးကိုရိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့တော်တော်တော့ဒါအကြက်ရိုက်နေမဲ့အနေထားတော့မြင်တွေ့နေရတယ်ဒါဘာလို့ပြောချင်လဲဆိုတော့စစ်ကောင်စီဆိုတာအာဏာရှင်ဆိုတာဒီလိုပဲဆိုတဲ့ဟာကိုပြောချင်ဂျုံနိုင်ငံမှာဘာလွတ်လပ်ခွင့်မှမရှိတော့စကားပဲဗျာရိုက်ရှင်ရိုက်မယ်မရိုက်ရှင်မရိုက်ဘူးဇန်ညွှန်းကြည့်မယ်ဗျာမကြိုက်ဘူးမကြိုက်မရိုက်ဘူးဗျာဒါမျိုးဖြစ်ရမှာလीနော် အခုအဲ့လိုမဟုတ်ဘူးမရဘူးရိုက်ရမယ်ဆိုဒါဘယ်နိုင်ငံမှမမရှိဘူးဗျာဒီကောင်းနေကြမှာဒီလိုမျိုးတွေဖြစ်နေတာဗောနော်အဲ့တော့တော်တော်လေးမရိုက်နဲ့ပြီးတော့ဒီအမှုပညာကဒီကျွန်တော်ဒီနိုင်ငံသားတွေအတွက်ဗောနော်အရန်ဒါသူကဝါရဖြန့်လို့ကောင်းတဲ့အာကဏ္ဍတစ်ခုဖြစ်တယ်ဆိုတော့ဟောစစ်ကောင်စီကတိထားဒါကြောင့်မလို့ရှေ့မှာကျွန်တော် ပြောသလိုပဲဗျာဒါဝေလွဲ့မွေးကျွေလဲမွေးတော့ဒါတွေကြည့်ပြီးတော့ကျွန်တော်တို့လိုဝင်သွားတဲ့သူတွေလည်းအများကြီးရှိတယ်ဗျာသိလားသူတို့ရဲ့ဝါရဖြတ်တဲ့ဇကားတွေကိုကြည့်ခဲ့ရတဲ့သူတွေအနေနဲ့ဆိုရင်ဟာမသိဘူးဗျာအเจ้าရတွေကိုလည်းတိကျမသိဘူးအချင်းနေမန်တွေကိုလည်းမသိဘူးဆိုတော့အချင်းနေမျိုးတွေမှာဒါတွေကိုကြည့်ပြီးရင်စိတ်တွေကဟာဟာစတိုင်းဖြစ်ချင်နေဆိုတော့ကျွန်တော်တို့ကောင်တွေအများကြီးရှိသွားခဲ့ဘူးတယ်အဲ့ဒီဥစ္စာကိုကောင်းကောင်းသိတဲ့အတွက်စစ်ကောင်စီကဒီအမှုပညာဆိုတဲ့ကဏ္ဍနဲ့ပေါ့နော်ဒါစိတ်တဲ့စစ်စင်လှုပ်ဖို့အတွက်စူးစမ်းနေတာဖြစ်တယ်ဒါပေမဲ့လည်းစိတ်တဲ့စစ်စင်လှုပ်တယ်ဆိုပေမဲ့ အာဘယ်လိုပြောမလဲချိန်ချောက်ပြီးတော့လှုပ်ခိုင်းတာစိတ်မပါလက်မပါကြီးနဲ့လှုပ်ပေးနေရမယ့်ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ဒါလူတွေရဲ့ပါဝင်မှုကလည်းကျွန်တော်ထပ်ပြောရင်ကြောက်စရာကောင်းတကယ်ကြောက်စရာကောင်းတယ်တကယ်ကိုအပတရားရှိလာတယ်ပေါ့နော်လူတို့ကသူတို့တက်နိုင်တဲ့အပိုင်းတွေမှာတောက်လျှောက်လှုပ်နေတယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့ပြသခဲ့တာရွှေကောင်စီခုဆိုဗျာများနေမှာဒီကောင်အာဟိုကတိုင်လိုက်အာဒီကမကျင်တယ်ဘူးပြောလိုက်ဟိုကအဲခုနကဒါကျော်မျိုးမင်းဆိုတဲ့ကောင်ပြောတယ်ဒါဒီစကားကြီးရိုက်ဖို့အတွက်ပြောတဲ့ချိန်မှာတဲ့သူတို့နုပညာရှင်တွေရပါတော့ ဟာကျွန်တော်တို့စကားရိုက်နေလို့အာဘယ်မှာရောက်နေလို့အာကျွန်တော်ပြပရောက်နေလို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ရှောင်သွားကြတာရှိတယ်တဲ့ခင်ဗျားတို့မရှက်ဘူးလားဘာညာနဲ့အမေမဲဆွဲခဲ့တာတွေဘာတွေကိုစပြန်ပြီးတော့ဒါဒီကောင်ဒါဝလုံးချီတုတ်ရန်တာတွေရှိတယ်ဗျာပြီးတော့ကျတော့အဲ့အမှုပညာရှင်တွေကို तू ကမချိနဲ့တဲ့ပုံစံမျိုးနဲ့ပြောထားရှိတယ်စစ်တပ်ဘက်ကမလိုက်လို့ပေါ့ဗျာလိုက်ရလားမင်းတို့စစ်တပ်ကစောက်ကျင့်မကောင်းတဲ့ဟာတွေလုပ်နေတာလေမင်းတို့စစ်တပ်ကဒါမလုပ်ချင်တဲ့ဟာကိုအတင်းအကျပ်လုပ်ခိုင်းနေတာလေဒါမျိုးဆိုရင်တော့ဘယ်သူမှလက်ခံချင်မှာမဟုတ်ဘူး ။ဒါမဲ့စစ်ကောင်စီကအဲ့လိုကောင်မျိုးဆိုတဲ့ဟာကိုထပ်ပြီးတော့ပြလိုက်တာပဲပေါ့နော်။အဲ့တော့လူလူကလည်းဆက်ပြီးတော့ပါဝင်နေမယ်လို့ယုံကြည်တယ်။လူလူရဲ့ဒါခုနကရုံနိုင်တဲ့ဆွမ်းအားကဘာမှမလုပ်ဖဲနဲ့ကွာအကောင်သတိလာအဲ့ဒါမိုက်တယ်တကယ်တကယ်ဒါအရန်ကိုမှထိရောက်တဲ့ဟာလက်နဲ့တစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ပြောချင်တာကတော့စစ်ကောင်စီကရွေးကောက်ပွဲမလုပ်ရသေးဘူးဒါသူ့ရဲ့မတရားမှုကိုအထင်သာမြင်တွေ့နေရတယ်ဒါကိုကျွန်တော်ပြည်သူတွေသိဖို့လိုတယ်ဒါရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့သူတွေလည်းဒီဥစ္စာတွေသိဖို့လိုတယ်ဒါကြောင့်မလို့ဒီတန်နေများများထုတ်လွှင့်ပေးကြဖို့အရေးကြီးတယ်ပြီးတော့စစ်ကောင်စီကရွေးကောက်ပွဲတစ်ခုလုပ်ဖို့ မဲဆွဲတဲ့ကာလမှာတော့မှဒီလိုမျိုးမတရားသဖြင့်ဒါခေါ်ဆိုပြီးတော့ခေါ်ခိုင်းပြီးတော့ဗောနော်ဒီလိုမျိုးဒါအတင်းကျပ်စိတ်ခိုင်းပြီးတော့ရိုက်ခိုင်းနေပါလေဆိုတဲ့ဟာတွေပို့ပြီးတော့ခြားသူတွေတိပေါအောင်လို့ဖို့လိုတယ်ဗောနော်အဲ့တော့အခုပဲယုံတင်အခုပဲချင်းချောက်ဘာမှမတရားမှုမရှိဘူးမတရားမှုတွေကြီးပဲဒီကောင်းနေစီမှာဗောနော်ရေကောက်ပွဲမဲဆွဲကာလမလို့သူတို့ကဒီလောက်ပဲချင်းချောက်နေတာဆိုပြီးတော့လေချို့ကပြောကြတယ်ဒီမဲဆွဲကာလပြီးသွားတဲ့ချိန်ရွေးကောက်ခံအစိုးရဆိုတဲ့ပုံစံမျိုးဖြစ်လာပြီဆိုရင်ပူဆုံးပါတဲ့ဒါလည်းဟုတ်တာပဲအခုလက်တလောလောလောလက်လက်ကာလမှာကိုပဲဒီကောင်က ရဲဝင်ဖြစ်ဖို့ရေးကိုအသေးအတန်စ조사နေတဲ့ကာလမှာကိုပဲပြည်သူကိုဒီလောက်ထိဖိနှိပ်တာတွေချုပ်ချယ်တာတွေလုပ်နေတယ်သူမှလာနဲ့သူမဆိုင်ဘူးဗျာဒါအမှုပညာရှင်အမှုပညာချစ်ရင်လုပ်မယ်ဗျာသူတို့ကြိုက်ရင်လုပ်မယ်ဗျာအဲ့လိုလူတွေကိုလည်းခေါ်ပြီးတော့ဒါသူတို့အတွက်အသုံးချရရှိတယ်ဖိနှိပ်တာတွေရှိတယ်ဆိုတော့ဒါဒီကာလမှာဆိုရင်ကိုပဲဒီလောက်ထိဆိုးနေတာဒီတက်ကြော်လွန်သွားရဆိုပြီးပို့ပြီးတော့ဆိုးလာနိုင်ရရှိတယ်ဆိုပြီးတော့လည်းပြောကြတယ်ဗောနော်အဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီလုပ်နေတဲ့ရွေးကောက်ပွဲကတရားမဝင်ရွေးကောက်ပွဲဖြစ်တယ် မမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်ဒီဥစ္စာကိုကျွန်တော်တို့အမြဲတမ်းထုတ်ဖို့ပြောဆိုနေကြဖို့လိုတယ်အခုတခြားနိုင်ငံတွေကစတိလာကြပြီပေါ့နော်ဒါစစ်ကောင်စီလုံးဝရွေးကောက်ပွဲကဒီလိုဒီအချိန်မှာလုံမယ်ဆိုရင်ဘလို့မှတရားမျှတနိုင်ကြအကြောင်းရှိဘူးပေါ့နော်ပြီးတော့နိုင်ငံရဲ့ကောင်းဆောင်တွေကိုဒါမတရားသဖြင့်ဖမ်းဆီးအကျဉ်းချပြီးတော့သူတို့ကြည်ပဲပေါ့နော်သူတို့ကိုရှင်ပြိုင်နိုင်တဲ့ကောင်းဆောင်တွေပေါ့နော်အဲ့ဟာတွေအကုန်လုံးကိုဖမ်းဆီးအကျဉ်းချပြီးတော့နိုင်မဲ့ကောင်းဆောင်တွေရှင်ပြိုင်နိုင်တာလည်းမဟုတ်ဘူးသူတို့မရှင်နိုင်တဲ့ကောင်းဆောင်တွေပေါ့နော် အဲ့လိုမျိုးဒါခေါင်းဆောင်တွေကိုဖမ်းဆီးချင်းချပြီးတော့တရားမျှတပါတယ်ဆိုရဲရွေးကောက်ပွဲလို့អော်နေတာကဒါမမိုက်ဘူးပေါ့နော်ဒါမဖြစ်နိုင်ဘူးပြီးရင်တရုတ်စာကမမျှတဘူးတရားမျှတတဲ့ရွေးကောက်ပွဲဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့လည်းပြောဆိုနေကြတာရှိလာပြီပေါ့နော်အဲ့တော့ကျတော့ဒီအကြောင်းတွေကိုကျွန်တော်ဒီရွေးကောက်ပွဲကတရားမဝင်မှုဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဇက်တိုက်ဇက်တိုက်ထုတ်ဖော်ပြီးတော့ပြောဆိုနေကြဖို့လိုတယ်ဆိုတဲ့အကြောင်းလည်းဒီညနေ့ပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်